¿Aló, me ကျွန်တော်ရဲ့ပိုင်စုသူနီးပညာ channel လေးနေအားလုံးကိုပြန်လဲကြိုးသွလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးချင်တာလေးကတော့ကိုချစ်သူဖုန်းတွေက software တွေပေါ့နော်ကိုချစ်သူဖုန်းတွေက software တွေသူသုံးလို့မရအောင်ကိုဖုန်းကနေလှမ်းပြီးကမှဘလော့လို့ရတဲ့နီးလေးပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာဒီဘက်ဖုန်းလေးကဒါကိုချစ်သူဖုန်းလို့ပဲသဘောထားလိုက်ပါနော်ဒီဖုန်းလေးကကိုချစ်သူဖုန်းလေးအဲ့ဖုန်းလေးက software တွေပေါ့နော် software တွေကိုကျွန်တော်တို့ဒီသုံးလို့မရအောင်လမ်းဘလော့လို့ရတယ်ကိုချစ်သူဘက်ဖြစ်ဖြစ်ကိုအိမ်ကအဲသားသမီးတွေဘက်ဖြစ်ဖြစ်ပေါ့နော်တချို့ကြလို့ရှိရင်ဒီပညာရေးတစ်ဖက်နဲ့ပေါ့နော်ကလေးတွေဂိမ်းရလုံကြုံ ဆော့တာရှိတယ်ဗျာခုခေတ်တိုးတက်လာတဲ့ခင်မှာကျွန်တော်ဒီကိုယ့်ရဲ့သားသမီးတခါလေးမှာအလိုဖုံးပေးပြတဲ့ချိန်မှာအလိုမသိမ့်တော်တာတွေကြည့်မိတာမျိုးတွေပါဖြစ်တတ်တာပေါ့နော်လူကြီးတွေကအဆုံးလောက်တာပေါ့နော်ခေါင်းကြီးတို့ကြိုက်တဲ့တိုင်းကားတွေလည်းကြည့်ရင်ကြည့်နေမှာပေါ့နော်အဲ့လိုမျိုးတွေမှာအဲ့လိုထဲတွေသူတို့မဝင်မိအောင်ပေါ့နော်ကလေးတွေအတူယူမမှအောင်ပေါ့နော်အဓိကတော့ကလေးတွေရည်ရွယ်ပါတယ်ဒီကောင်လေးရပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ချစ်သူကြီးသားသမီးသားတွေလည်းဇနီးမယားတွေစိတ်မချလို့ရှင်လည်းလှုပ်ထားလို့ရတယ်ပေါ့နော်ဒီကောင်လေးကတော်တော်လေးမိုက်ပါတယ်သားသမီးတွေဆိုလို့ရှင်လည်းဂိမ်းတွေအလွန်ကြုံဆော့ရတယ်ဆိုလို့ရှင်စာ ချက်ချိန်နဲ့ပါနဲ့ဆိုလို့ချင်းဂိမ်းကိုအကန့်အသတ်နဲ့ပေါ့နော်ဘယ်ဘယ်နာရီရနေဘယ်နာရီပဲဆော့ဆိုတဲ့ပုံစံမျိုးနဲ့ကိုဖုံးကနေလှမ်းပြီးကမှဘလော့လို့ရပါနော်သူတို့ဖုံးနွန်းရရဆော့ဝဲတွေကိုကိုဖုံးကနေဒီမှာပေါ့နော်ဒါဒီဘက်ဖုံးကတော့ဒါကိုရဖုံးပေါ့နော်ဒီဘက်ဖုံးကနေမှဒီဘက်ဖုံးကိုလှမ်းထိန်းချုပ်မှာပေါ့နော်ဒီဘက်ဖုံးရဲ့ဆော့ဝဲတွေကိုဒီဖုံးကနေမှလှမ်းဘလော့လိုက်မှာပေါ့နော်အဲ့ဒါမျိုးလုပ်လို့ရပါနော်ထိန်းချုပ်ထားလို့ရတယ်ကိုသားသမီးတွေကိုပေါ့နော်အန်နီလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြုတ်လုပ်ပြမှာပေါ့နော်ဘလော့တဲ့နီးကိုတော့ဟို မပြတော့ဘူးဒီဘလော့လို့ရတယ်ဆိုတာလေးကိုဒါကျွန်တော်ပြပေးမယ်ပေါ့နော်ဒီဖုန်းလေးက software ကိုသူသုံးလို့မရအောင်ကျွန်တော်ဘလော့ပြပေးမယ်ပေါ့နော်အဲ့တော့ဒါလေးကကျွန်တော်ပြောသလိုပဲကိုယ့်ရဲ့သားသမီးရေဆိုလို့ရှင်လေဒီ game ဆိုရင်လည်း game ပေါ့နော်မဟုတ်တဲ့ဟာတွေလည်းဝင်လို့မရအောင်အဲ့ဒါတွေပေါ့နော် KB ဝင်ပြီးအကုန်လုံးပေါ့နော်ကိုမကြိုက်တဲ့ဟာတွေအကုန်လုံးလှမ်းဘလော့ထားလို့ရပေါ့နော်သူတို့ကဘာသုံးလဲ Telegram တွေဝင်လာ Telegram တို့လည်း Telegram သုံးလို့မရအောင်ကျွန်တော်ဘလော့ထားလို့ရတယ်ပေါ့နော်အဲ့တော့အခုဒီမှာကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီဖုန်းထဲမှာဒီမှာ Telegram ပေါ့နော်ဒီမှာအဲ့ကျွန်တော် Telegram Telegram ဝင်ပြလိုက်မယ်အခုဆိုလို့ချင်းတော့ကျွန်တော်ဒီမှာ blog သေးဘူး Telegram နဲ့ဝင်လို့ရတယ်ပေါ့ဒီမှာ Telegram နဲ့ဝင်လို့ရတယ်မှာ blog သေးဘူးပေါ့နော် Telegram ဝင်လို့ရတယ်ပြီးလို့ရှင်ကျွန်တော်ထပ်ပြအောင်ပါရှိသေးလဲပေါ့နော်တခြားအရာဒီမှာပေါ့နော် YouTube ပေါ့နော် YouTube ရှိတယ် YouTube ကိုလည်းကျွန်တော်အဲဒီမှာဝင်ပြမယ်နော်ဒါအဆန်ပြပေါ့နော်ဒီမှာဝင်လို့ရသေးတယ်ပေါ့နော် အဲ့ဒါတွေကိုသူတို့ဝင်လို့မရအောင်မနော်အဲဘလော့လို့ရတယ်အချိန်လေးတက်မှတ်လို့ရတယ်ဘယ်ချိန်ကနေဘယ်ချိန်ထိပေါ့နော်အဲ့သူအချိန်ပြည့်သွားတယ်လို့တိုင်းမပြည့်တယ်လို့ပေါ့နော်နော်သူအချိန်ပြည့်သွားတယ်သူတို့သုံးလို့ရတယ်အဲ့လိုပုံစံမျိုးလေးလုပ်လို့ရတယ်အများအားဘလော့ထားလို့လည်းရတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်အခု YouTube ရဲ့အဲကျွန်တော်ဒီ Telegram ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်ဘလော့ပြမယ်ပေါ့နော်ဒီ platform ကနေဘလော့ပြမယ်မဲဘလော့ပြမယ်ဆိုတော့အဲ့ဒါလေးပြုလုပ်ဖို့ဆိုလို့ကျွန်တော်ဒီသူတို့ဖုန်းထဲမှာအရင်ဆုံး software လေးတော့ထည့်ထားဖို့လိုတယ်ပေါ့နော် ဒီကိုချစ်သူကိုသားသမီးရဲ့ဖုန်းထဲမှာ software လေးတစ်ခုတော့ထည့်ထားဖို့လိုတယ်အဲ့ software လေးထည့်ထားမှသာလျှင်ကိုဖုန်းကနေထိန်းချုပ်လို့ရမှာနော်ဒီနီးလေးရတော့ဒီ block တဲ့အပြင်ကိုမှဘာတွေရသေးလဲဆိုလို့ချင်းတခြားဒီမှာသူဖုန်းရဲ့ body အားတွေပြီးလို့ရှင်သူဖုန်းရဲ့ location တော့ဒီမှာသူပြုတ်ရှင်သူဖုန်းထဲမှာဝင်တဲ့ message တွေပေါ့နော်ဒီမှာ message တွေကြည့်လို့ရတယ်တခြားကြော်ဒီမှာ call တွေရော location တွေရောပြီးလို့ရှင်တပ်ပုံတွေရောတခြားသူပါတုံးလဲဆိုတော့ application တွေရတာကြည့်လို့ရသူဖုန်းထဲမှာရှိတဲ့ contact တွေ contact တွေလည်းကြည့်လို့ရပါတော့ ပြန်သူဖုန်းနဲ့မှာသုံးတဲ့ဒီဆိုရှယ်မီဒီယာပေါ့နော် Viber တို့ Telegram တို့ Instagram တို့ဘာညာတို့ပေါ့နော်အဲ့လိုဟာတွေလည်းကျွန်တော်ကြည့်လို့ရပါပေါ့နော်သူဖုန်းနဲ့မှာဒီဒါမဲ့ကျွန်တော်ဒီနေ့ကတော့ကျွန်တော် software blog တာဖြစ်တယ်လို့ blog တဲ့နီး blog တဲ့ဟာလေးပဲပြောပြပေးမယ်ပေါ့နော်အဲ့တော့ဒီဖုန်းနဲ့ကပေါ့နော်ဒီဖုန်းနဲ့အခုဒီမှာ Telegram ဝင်လို့ရတယ် Telegram ဝင်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဝင်လို့မရအောင်ဘလော့ပြမယ်ပေါ့နော်ဒီဖက်ဖုန်းကနေဘလော့ပြပြမယ်ဒီဖက်ဖုန်းထဲကို software လေးထည့်ထားဖို့လိုတယ်အဲ software ထည့်တဲ့နီလေးပြုတ်လုတဲ့နီလေးတွေကကျွန်တော်ဒီမှာပြမပြီးတော့ပြမပြီးတော့ဆိုတော့ကျွန်တော်ခဏခဏအရင်တော့တင်ပေးဘူးတယ်ပေါ့နော်တင်ပေးတာမှကျွန်တော် YouTube channel 3ချိန်ရှိပေါ့နော်ကျွန်တော် channel တွေဖြတ်ချခံရတယ်အဲ့ဒါတွေကသမျှရဲ့ privacy ချိုးဖောက်လို့ဆိုပြတာမှာပေါ့နော်စီကန်းနဲ့မညီဘူးဆိုပြမှာကျွန်တော်ဟိုဒါ3ချိန်ရှိပေါ့နော် channel နှစ်ခုပေါ့နော် channel နှစ်ခုကိုသုံးချိန်ရှိသွားတယ်တစ်ခုကတော့လုံးဝကဲတယ်လုံးလို့မရဘူးပထမတစ်ချိန်ပေါ့နော်အဲ့ဒါဖြတ်ချကြပြီနောက်ထပ်ကျွန်တော်ထပ်ပြီးကမှအေးတင်တာဗော channel အစ်စ်မှာထပ်တင်တယ်အဲ့ဒါအဲ့လိုပဲဖြတ်ချခံရောဖြတ်ချခံရောကျွန်တော်ဒီပြန်ပြီးအယူခံဝင်လိုက်တယ်အောင်မြင်သွားတယ်အောင်မြင်သွားပြီးတခါနောက်တစ်ချိန်အင်းထပ်တင်တော့ကြာကျွန်တော်ထပ်ပြီးဖြတ်ချခံရောကြာလုံးဝယူခံတော့ဝင်လို့မရတော့ဘူးเนาะအဲ့လိုအဲ့လိုအခြေအနေမျိုးဖြစ်သွားတာပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့မှာကတော့ကျွန်တော်အဲ့ ပြုတ်လို့တဏီလေးတော့ပြမပေးတော့ဘူးပေါ့နော်အဲ့ဒါလေးကိုပြုတ်လို့ချင်တယ်အဲ့ software လေးထည့်ချင်တယ်ဆိုလို့ချင်တော့ကျွန်တော်ရဲ့ Viber number ဖြစ်တဲ့39965512လို့နှစ်ဟိုဟိုင်းခဲ့ပေးပါအဲဝန်ဆောင်မှုလေးကအနည်းငယ်ရှိတယ်ပေါ့နော်ဒီမှာ YouTube တို့ TikTok တို့ Telegram တို့မှာအချိန်နေများလို့တင်လို့မရလို့ကျွန်တော်စာပြလေးပေးလိုက်တာပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်ဝန်ဆောင်မှုလေးကအနည်းငယ်ရှိပါတယ်အဲ့ software လေးထည့်ချင်တယ်အသုံးပြုချင်တယ်ဆိုလို့ချင်တော့39965512လို့နှစ် Viber ကိုဟိုင်းခဲ့ပေးပါအဲကျွန်တော်ဒီ comment မှာလည်းကျွန်တော်ဖုန်းနံပါတ်လေးချပေးထားမယ်ပေါ့နော် အဲ့တော့ကြာကျွန်တော်ဘလော့လိုက်တော့မယ်နော်ဘလော့တော့မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပိုလေးနေနဲ့ဆွဲတင်လိုက်လို့ရှင်အောက်မှာအဲကျွန်တော်ဘလော့ ABB ဆိုရှိရပေါ့နော်ဒီအောင်နာမှာပေါ့နော်ဒီမှာဘလော့ဘလော့ ABB ဆိုလေးရှိတယ်အကောင်လေးနှိပ်လိုက်မယ်ပေါ့နော်အဲကောင်လေးနှိပ်ပြီးကမှကျွန်တော်ဒီမှာဒါမျိုးလေးပေါ်လာတော့ကြောင်ညာလေးတက်တာကလိုလေးနှိပ်လိုက်မယ်အဲ့တော့သူ့ဖုန်းထဲမှာရှိတဲ့ software ကိုရှာမယ်ဗျာတို့ဒီမှာ list တဲ့ကိုသွားလိုက်မယ် list ထဲမှာသူဖုန်းထဲမှာရှိတဲ့ software တွေပေါ့နော်အဲ့တော့ list တဲ့ကိုရောက်ပြီးရောက်ပြီးဆိုလို့ရှိရင်ကိုကဘာကို block အကျင်လဲဆိုတော့ရှာလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆောနာက YouTube နဲ့ Telegram လေးကိုကျွန်တော် block လိုက်မယ်ပေါ့နော် Telegram တွေ့ပြီဒီမှာ Telegram ပေါ်တော့အဲ Telegram လေးကိုကျွန်တော်ဒီမှာအပေါင်းလေးနှိပ်ပြီးခမှာအဲကျွန်တော်ဘလော့လိုက်မှာပေါ့နော်အဲ့တော့ကြာဒီမှာအချိန်လေးထည့်ပြလို့ရတယ်ပေါ့နော်ဘယ်ချိန်လဲဘယ်ချိန်ဘလော့ချင်းလဲဆိုတာလေးကိုကျွန်တော်ထည့်ပြလို့ရတယ်အဲကျွန်တော်အခုအချိန်ကတော့9:00နာရီ4မိနစ်ပေါ့နော်စကူဖြစ်နေတယ်ပေါ့နော် 9နာရီ5မိနစ်ရောက်သွားပြီเนาะ9နာရီ5မိနစ်ကနေစဘလော့လိုက်မှာပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ဆေးလိုက်မှာပေါ့เนาะအချိန်လေးကိုကိုအပြီးဆုံးနေတဲ့အချိန်လေးဒီမှာထည့်လို့ရပါပေါ့เนาะထည့်လို့ရတယ်ကျွန်တော်ကမထည့်တော့ဘူးပြီးကြမှာ embroil လို့မှာဖြစ်လို့ဒီမှာ9နာရီ5မိနစ်ကနေကျွန်တော်စပြီးမှာဘလော့လိုက်ပြီးပြီးဆုံးတဲ့အချိန်ကိုအဲကြားတော့မှာသူသုံးလို့မရအောင်ပေါ့เนาะဒီဘက်ဖုန်းကသုံးလို့မရအောင်ကျွန်တော်လုပ်လို့ရပါပေါ့เนาะအဲကြာအခုကျွန်တော်ကဒီ9နာရီ5မိနစ်ကနေစပြီးပြီးရင်ဆေးထားလိုက်မှာပေါ့เนาะ အဲတခုပြီးသွားပြီပေါ့နော်တခုပြီးသွားပြီနောက်တခုကျွန်တော်ထပ်ပြီးပါမှာဘလော့မယ်အဲ YouTube ပေါ့နော် YouTube လေးကိုကျွန်တော်ရှာလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာတွေ့ပြီပေါ့နော် YouTube ပေါ့နော်အဲ YouTube လေးလည်းသူဝင်လို့မရအောင်ကျွန်တော်ဘလော့လိုက်မှာပေါ့နော်ဘလော့ပြီးကမှဒီနေရာလေးမှာလည်းကျွန်တော်9နာရီပေါ့နော်9နာရီကျွန်တော် ဘယ်နှမိနစ်လဲဘယ်ခုနှစ်နာရီတော့ဒီ5မိနစ်6မိနစ်လောက်ကပဲစပလော့လိုက်မယ်နော်ခုနှစ်နာရီ6မိနစ်လောက်ကစပလော့လိုက်မယ်ဒါပြီးဆုံးမဲ့အချိန်တွေကကျွန်တော်မထည့်သူက23နာရီနဲ့59မိနစ်ပေါ့နော်အဲဒါအဲ့အချိန်မှာပြီးဆုံးမှာပေါ့နော်ညဘက်မှာပြီးဆုံးမှာဒါမဲ့အဲ့ဒါလေးကိုပြင်လို့ရတယ်ဒါမဲ့ကျွန်တော်ပြီး envelope လုံးမှာဖြစ်တော့တယ်အဲ့ဒါလေးတော့မထည့်တော့ဘူးနော်ဒါအချိန်လေးထည့်လို့ရမယ်နော်ကိုကန့်သက်ထားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဆေးလေးနှိပ်လိုက်မယ်ပေါ့နော် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ blog data နှစ်ခုရှိသွားပြီပေါ့နော် Telegram နဲ့ YouTube နဲ့ကျွန်တော် blog ထားပြီပေါ့နော်အဲသူသုံးလို့မရအောင် Telegram နဲ့ YouTube ကို blog ထားတယ်အဲကျွန်တော်ထပ်ပြောပါမယ်ဒီနည်းလေးကိုတော့ကျွန်တော်ပြုလုပ်တဲ့နည်းလေးဒီဘယ်လို software ထည့်ရမလဲဘယ်လို download ဆွဲရမလဲဘယ်လို register လုပ်ပြီးဘယ်လို file အဲ software လေးကိုပြုလုပ်ရမလဲဆိုတာလေးကိုတော့ကျွန်တော်ဒီမှာညဝင်မပေးတော့ဘူးကျွန်တော် YouTube channel လေးခဏခဏဖြစ်ချခံနေရတော့ပေါ့နော်အဲအကြောင်းလေးသိကျင်တယ်စာပြယူကျင်တယ်ဆိုလို့ရှိရင်တော့ Viber နံပါတ်39 6000ကတင်လေးလေးနှစ်ကိုခိုင်းခဲ့ပြီပါဒီ software blog ထည့်ပြီးတော့တခြားဟာတွေလည်းအများကြီးရသေးတယ်ပေါ့နော်ဒီကောင်လေးက ကကျွန်တော်ဒါအဓိကဒီကောင်လေးကိုပြကျင်တာဖြစ်လို့ဒီတစ်ခုပဲဒါကျွန်တော်ဥသာပြပြီးပြောသွားတာပေါ့နော်အဲ့တော့ ဒီမှာတော့ကျွန်တော်ပြုလုပ်တဲ့နေတော့မပြတော့ဒီကောင်လေးက software ကစပိုင်ဝဲဖြစ်တော့ release rule ဒီမှာ download ဆွဲလို့မရဘူးတချို့က software ပုံလေးပြပါ software နံပါတ်လေးပြပါလာလာမေးနေတယ်ပေါ့နော်အဲဒီကောင်လေးကကြာသူကဒီ software ကစပြီးလုတ်လိုက်တာနဲ့ register လုတ်လိုက်တာနဲ့ download ဆွဲလိုက်တာနဲ့ဒီပြတော့ကတပုံပြီးလို့ရှိရင်သူကပြောင်းသွားတာပေါ့နော်ပုံလေးက logo တွေ change သွား packet name တွေ change သွားတယ်သူကဒီ screen မှာလည်းမပေါ်တော့ဘူးပေါ့နော်သူကထည့်လိုက်လို့ရှိရင်အဲ့ဒါမျိုးဆိုတော့ဟိုပြလို့ကအသိအဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတော့ဒီပြလိုက်လို့ရှိရင်လည်းအဲ့ပုံတိုင်းမလာဘူးပေါ့နော်သူကတခါတည်း တော့ logo တွေ change သွားပါတော့သူကစပိုင်ဝဲမှမသိစအောင်ပေါ့နော် screen ကနေလည်း auto hide ပြရဖြစ်တယ်အဲ့ဒါကြာပြောနေကြတယ်ကျွန်တော်ဒီမှာနှစ်ခု block ပြီးသွားပြီ block ပြီးဆိုတော့ကျွန်တော်ဒီ platform မှာဝင်ကြည့်လိုက်မယ်ဝင်ကြည့်ဒီမှာ telegram တွေပေါ့ telegram တွေဝင်ကြည့်လိုက်မယ်အဲအဲ့လိုဖြစ်သွားပြီပေါ့နော်လုံးဝ Telegram ကိုသုံးလို့မရတော့ကျွန်တော်ဘလို့ဝင်ဝင်ပေါ့နော်ဒီမှာ Telegram ကိုသုံးလို့မရတော့အဲအဲ့လိုဖြစ်သွားပြီ Telegram ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် YouTube ဝင်ပြမယ်ဒီမှာ YouTube software လေးပေါ့နော် ယူကျူဆော်ဝဲလေးလည်းအဲ့လိုဖြစ်သွားပါတော့ဒါပေမဲ့ဒီကောင်လေးတို့တော့ကလေးတွေတော့ပဲလုံးတင်နေပေါ့နော်လူကြီးတွေဖုန်းမှာသွားလုလိုက်လို့ရှိရင်လူကြီးဟာငါဖုန်းပါဖြစ်တာလဲဟာဆိုရက်ဆက်ချတာဒီအဲဒီဆိုင်သွားပြီးကမှလုတ်ခိုင်းတာကြီးပါညာဆိုလို့ရှိရင်ကိုလုတ်ထတာကြီးတိသွားနိုင်တယ်ပေါ့နော်အဲတိသွားလို့ရှိရင်ကိုကသူ့တရားအချက်လက်တွေမရနိုင်တာဖြစ်တတ်တယ်ဥပမာသူဖုန်းဘူးနဲ့ပြောနေလဲဆိုရင်အတန်ဒီအဲသူစာပို့တဲ့ message ကစာတွေအဲ့လိုမျိုးတွေမမြင်ရတာတွေတွေ့တာနေပေါ့နော်အဲဟို ဲ့ဒါမျိုးတွေပေါ့နော်ကိုကသူကလှုပ်လိုက်လို့ချင်း तू तू ဆော့ဝဲဖြစ်ပလိုက်လို့ချင်းကိုစီမှာဘာမှအချက်လက်တွေရောက်တော့မှာမဟုတ်လေ तू စာဖို့လည်းဘယ်သူလဲစာဖို့နေရတယ်လဲကိုကကြည့်လို့ရမှာမဟုတ်တော့ဖုန်းပြောနေလဲဘယ်သူလဲပြောနေလဲဆိုတော့နားထောင်လို့ရမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ဒီနီးရတော့ဒါကလေးတွေအတွက်ပဲဒါပြုလုပ်ထားတင်တယ်ပေါ့နော်ကလေးခင်းရဲ့လွန်ကြုံမဆော့အောင်ဒါထိန်းတဲ့နီးနဲ့လှုပ်ထားတင်တယ်လူကြီးတွေဖုန်းသွားလို့လို့ချင်းဟာငါဖုန်းကဟာ YouTube ထဲဝင်လာတယ်ငါဖုန်းက YouTube ထဲဝင်လာတိုင်းဒီလိုကြီးဖြစ်နေပါလားဘာဖြစ်တာလဲမသိဘူးဆက်တင်နေကနေ reset ချတာမျိုးတွေပြီးလို့ချင်းကျွန်တော်ပြောသလိုဆိုင်သွားပြတာမျိုးတွေဆိုလို့ချင်းအဲဒါ အကုန်လုံးပြတ်သွားနိုင်တယ်ဗျအကုန်လုံးပြတ်တယ်ဆိုတော့ဒီ software ပြတ်သွားနိုင်တယ်မဟုတ်လားသူတို့ရအချက်လက်ဒီဘာမှမရဘဲဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ဒါလူကြီးတွေဖုန်းတွေတော့ဒါမလုံးနဲ့ပေါ့နော်ကလေးတွေပဲသွားလို့ပေါ့နော်တခါလဲကျွန်တော်ဟို ကြုံဘူးတယ်ဗောနော်ကျွန်တော်စီစားပြစ်ယူရယူကမှာသူကအစမ်းအနေနဲ့ဗောနော် KB ဟိုသူကဘလို့ဟိုက KB ငွေသွင်းငွေထုတ်လဲလုံးမဲ့ကြံရောမရတော့ဘူးမရဘဲနဲ့ဆိုင်းသွားလုံးမဲ့ပြောအသေးအံဖြစ်တော့အဲ့ဒီတယောက်ကနေမှာကျွန်တော်ပြန်ပြီးဆက်သွဲပြီးမှလုံးပြီးပေါင်ပါညာဗောနော်ကျွန်တော်ပြန်ဖြေပေးလိုက်တာရှိတယ်ဗောနော်အဲ့လိုမျိုးတွေသူကမီစမ်းသလိုကန်ကြည့်သလိုမလုံးနဲ့ဗောနော်ဟိုတခြားကမဘလို့သူကလဲစမ်းသလိုစမ်းကြည့်ကြဗောနော်ရမရစမ်းကြည့်တာ KB ဟိုမှာသူကဘလို့ဟိုကငွေထုတ်မဲ့လုံးတော့ KB တဲ့ဝင်မရအဲ့လိုမျိုးဖြစ်တတ်တာဗောနော်အဲ့ဒါကြောင့်မလို့ဒါလူကြီးတွေကသိမ့်မလုံးသိမ့်ဘူးဗောနော်ကလေးပုံမှာ gain ဗောနော်အဓိကတော့ gain နေမဆော ောင်ပြီးတခြား website တွေပါရမဝင်အောင်ပေါ့နော်အတူယူမမှောက်အဲ့ဒါမျိုးတွေပဲအဲ့မျိုးပိတ်ထားတင်တယ်ပေါ့နော်အဲ့တော့ကြာကျွန်တော်ဒီဘုံကဘုသုံးလို့မရဘူးသုံးလို့မရတာကိုကျွန်တော်အဲ့ဒါပြန်ဖြီလိုက်မယ်ပေါ့နော်အဲ့တော့ကြဆွန်တာကျွန်တော် blog app တွေပဲသွားလိုက်မယ်သွားပြီးကမှကျွန်တော် blog ခဲ့တဲ့နှစ်ခုပေါ့နော် blog ခဲ့တဲ့နှစ်ခုကို unblock ပြန်လုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှင်တော့ပုံမှန်တိုင်းပဲသုံးရသွားမယ်ပေါ့နော် อืมအဲ့တော့ဘလော့ထားတဲ့ဟာမရှိတော့မရှိတော့ဆိုတော့ကျွန်တော်ဒီဘက်မှာပြန်သွားကြည့်လိုက်မယ်ဗျာ Telegram နဲ့သွားကြည့်လိုက်မယ်အဲ300သွားပြီမနော်တော်တော်လေးတော့မိုက်တယ်ဗောနော်တော်တော်လေးတော့အဆင်ပြေရဲ့ အာစခြင်းနောက်ခြင်းတရောက်ရောက်ကိုကြက်ချင်တာအမြင်ကက်တဲ့လူတွေကြက်ချင်တာဆိုလဲသူတို့ဖုန်းနဲ့ဆော်ပွဲထည့်ပြီးကမှအဲ့လိုတွေ live လုပ်လို့ရပါတော့သူတို့အဲဒါမဲ့မတမာတဲ့နေရာတော့မသုံးစေချင်ဘူးเนาะဒီကောင်လေးကတော်တော်လေးလက်ကြောက်ဖို့ကောင်းတယ်ပေါ့เนาะဟိုဒီဒီဘက်ဖုန်းကကမထာ၄၈နေအကုန်လုံးတင်ယူဒီဘက်ကနေတိုင်းရိုက်လဲကြီးလို့ရပါတော့အဲ့ဒါကြောင့်မလို့အဲကျွန်တော်ဒီနေဆော်ပွဲလေးကိုတော့မတမာတဲ့သူတွေတော့အသုံးမပြုစေချင်တော့ကောင်းတဲ့နေရာပါအသုံးပြုစေချင်တယ်ပေါ့เนาะ သူဖုန်းထဲမှာဝင်တဲ့ message တွေလည်းကြည့်လို့ရပါတော့ဒီနေ့ကတော့ကျွန်တော်အဓိကကတော့ပေါ့နော်အဓိကကကျွန်တော်ဒီ software လေးကို blog တာလေးပဲပြရဖြစ်တဲ့တော့တခြားအားလေးတော့ကြည့်မပြတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီကောင်လေးကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှင်တော့3996ခုငါးငါးတီလေးလုံးတွေပိုက်ပါလေးကို highlight ခဲ့ပြီးပါအားလုံးကျေးဇူးတင်ပါတယ်